ားလုံးမင်္ဂလာပါရေဘော်80 channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့က16ရက်17လ2025ပေါ့เนาะအဲ့တော့ကျွန်တော် comment လေးတွေဖတ်ကြည့်တယ်ဗျ comment လေးတွေဖတ်ကြည့်တော့ခွန်စာခွန်စာအကြောင်းပါတယ်ပေါ့เนาะဟာဒီလိုမျိုး fan run တွေထုတ်ပြီးတော့မှမြန်မာမြန်မာပြည်မှာပေါ့เนาะအဲခွန်စာရဲ့တာဒကတွေရှိတယ်ပေါ့เนาะအဲ့တော့ခွန်စာကိုမဖမ်းမင်းနဲ့ခွန်စာကိုအမေရိကန်လက်ထဲမထည့်ဘဲနဲ့ဒီလိုမျိုးလှုပ်လိုက်တဲ့ စစ်တပ်ကသူ့လက်ထံမှာပဲထားပြီးတော့မှာเนาะခွန်စာကိုကာကွယ်ပေးခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်ပေါ့เนาะအဲ့လိုမျိုးတွေပြောတာတွေကျွန်တော်တွေ့ရတယ်ဗျာเนาะအဲ့တော့ဒီစကားကကျွန်တော်တို့မြန်မာပြည်ရဲ့နေနေဆက်ပေါ့เนาะကြားဖြန့်ဒီ scam center တွေပြဿနာနဲ့ပတ်သက်ပြီးတော့မှာအမေရိကန်ရဲ့အရေးယူမှုတွေကိုသိရှိကြားသိထားတဲ့လူတချို့ရဲ့စိတ်ထဲမှာရှိတယ်ပေါ့เนาะဒီမှတ်ချက်တစ်ခုရှိတယ်အာခွန်စာလို့ဖြစ်သွားမလားပေါ့เนาะအဲ့တော့ ဆောချစ်သူတို့ဒီကပြေကောင်းဆောင်တို့အပေါ်မှာအမေရိကန်ကဒါပိတ်ဆို့အေးလိုက်တဲ့တရင်တွေထွက်လာတယ်။ထွက်လာတော့လည်းဒီမွေးစေဝါဘယင်ခွန်ဆာလို့ခွန်ဆာလို့ပဲပေါ့နော်။နောက်ဆုံးမှာအဲဒီမေအောင်လိုက်တို့ရဲ့စစ်တပ်ရဲ့အကာအကွယ်နဲ့ရန်ကုန်မှာ is အေးချမ်းနေပေါ့ဗျာ။တိုက်ဆုံသွားမယ်။ဇသိမ်းမျိုးပဲလားလို့ဆိုပြီးမှလူတွေကတန်တရားဝင်ကြတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်အမြင်ပေါ့ဗျာ။ဒီတစ်ချိန်မှာတော့အမေရိကန်ရဲ့ခြေလှမ်းကအရင်ကတည်းကပေါ့နော်။ Sabalist pressure ပေါ့နော်။ ဆာဗလင်ပရက်ရှာဆိုတာကဒါသဘောတရားရဖိအားပေးတာခွန်စာတော့သဘောတရားရဖိအားပေးတဲ့ပုံစံမျိုးဒါမဲ့ဒီကြားပြန်ပြဿနာကအဲ့လိုမဟုတ်ဘူး तू ကယာဆွေးမှုယာဆွေးမှုတစ်ခုဖြစ်တယ်လို့ geopolitics ပေါ့နော်ပြည်နိုင်ငံကြီးကဒါစစ်တူရင်ခုံပေါ်မှာအရေးပါတဲ့ကစားပွဲတစ်ခုဖြစ်ကြောင်းလဲလာတယ်လို့ကျွန်တော်မြင်နေဗျအဲ့တော့အရင်ကခွန်စာရဲ့ဖြစ်ရကကျွန်တော်1990ပြည့်နှစ်လွန်နေကပေါ့နော် မြန်မာထိုင်းသာအိုရှေ့သတိကံဒီဒေတာကိုဒါကျွန်တော်တို့ချုပ်ပဲပြောတော့မယ်အဲ့မှာအများကြီးသူတက်ဖွဲ့တူဆောင်တာတွေပါတယ်အဲတတ်သား3000ကျော်တွေထားတယ်ပါတယ်အဲထားလိုက်တော့เนาะအဲ့တော့မြန်မာထိုင်းသာအိုရှေ့သတိကံဒေတာကိုခွန်စာကဖိမ့်ပြင်တူအနေနဲ့ပေါ့เนาะထိန်းချုပ်ခဲ့တယ်နောက်အဓိကသူနာမည်ကြီးတာကမွေ့စီဝပုံတယ်ပေါ့เนาะမွေ့စီဝထုတ်လုပ်မှုတင်ပို့တာသူနာမည်ကြီးတယ်1989ခုနှစ်မှာဒီနယူးယောက်တရားရုံးကနေတရားစွဲပြီးတော့မှာဒေါ်လာ2တန်း စူဂျေးထုတ်ခံခဲ့ရတယ်ပေါ့နော်1996မှာအမေရိကန်လက်ထဲကိုမအပ်ဘူးမအပ်နိုင်ရသဘောတူညီချက်ပေါ့ဗျာနော်ငါ့ကိုအမေရိကန်လက်ထဲလက်ထဲကိုမအပ်နဲ့အင်္ဂါလက်နှစ်ချအလင်းဝင်မယ်ဆိုပြီးတော့မှအဲ့လိုမျိုးအကြံဖတ်စစ်ကောင်စီနဲ့အကြံဖတ်စုပ်စုနဲ့ပေါ့နော်ဆွေးနွေးခဲ့တာရှိတယ်အဲ့တော့ကဒါဖွန်ဆာကအကုန်လုံးသူတက်ဖွဲ့အကုန်လက်နှစ်ချတယ်လက်နှစ်ချပြီးတော့မှ EC ပဲကျန်ကုန်မှာပဲ EC နဲ့ကွယ်လွန်သွားခဲ့တယ်ပေါ့နော်ပြောရလို့ရှိရင် ဒီစစ်တပ်ပေါ့အကြမ်းဖက်စစ်တပ်ကကျွန်တော်တို့တရားခံတွဲပြောင်းရေးတောင်းဆိုမှုပေါ့နော် extradition ကိုညှင်းဆိုခဲ့တာပေါ့နော်မပေးခဲ့ဘူးမလွှဲပြောင်းခဲ့ဘူးဒါပေမဲ့သူတို့ကခွန်စာလက်နက်မချခင်အချိန်ကလေးကခွန်စာနဲ့ဒီထောက်လန်ရေးခင်ညွန့်တို့ပေါ့နော်ခင်ညွန့်တို့အုပ်စုနဲ့သူတို့တွေကအဆက်ဆက်ရှိခဲ့တယ်အဲခွန်စာဟိုတယ်တွေဆိုလို့ရှိရင်မန်းလေးမှာတော်တော်များတယ်တော်တော်လေးများပါတယ်နော်နောက်ခွန်စာရန်ကုန်ကိုရောက်တဲ့အချိန်မှာ တချို့ကထောင်ကြတယ်လို့ပြောလို့ပြောရပြန်နော်ကျွန်တော်တို့ကြားရတာတော့အဲ့လိုမဟုတ်ဘူးခွန်စာကိုထောင်တိုင်းရနေပြီးတော့မှစောင့်ရှောက်ထားတာအာမျက်စိအစာကျွေးရဆိုတာအလုံးကြောက်မှာပေါ့နော်အဲအဲ့လိုမျိုးခွန်စာကမျက်စိအစာကျွေးခြင်းလို့ရှင်ထောင်တိုင်းရကဒုရာကံဘုအစင်ရှိတဲ့သူတွေကလိုက်ပြီးတော့မှစောင့်ရှောက်ပြီးတော့မှသူ့မျက်စိအစာကျွေးတဲ့အဲနေရာတွေလိုက်ပို့ရတယ်ပေါ့နော်အဲ့ဒါမျိုးပေါ့နော်အဲ့လိုဒီခွန်စာကိုလုတ်ပေးခဲ့ရတယ်အဲ့တော့ခွန်စာကအဲ့လိုလိုမျိုးပါနော်အဲ့တော့အခုကြားဖြန့် ကြားဖြန့်ရဲ့အန်ဒီကျွန်တော်တို့2025ခုနှစ်ဒီမှာ12ရက်နေ့မှာအားလုံးသိပြီသားပါเนาะ scan center strike force SCSS ကိုတရားဝင်ဖွဲ့စည်းတယ်ဆိုပြီးတော့ကြီးညာတယ်အဲ့တော့ strike force ဒီနှိမ်နင်းရေးတပ်ဖွဲ့ပေါ့နော်နှိမ်နင်းရေးတပ်ဖွဲ့ရဲ့သူ့ရဲ့အမိကအရေးယူမှုအရေးယူမှုပေါ့နော်အရေးယူမှုပုံစံကပြင်းထန်တယ်ဆိုတာပြောလို့ရတယ်ကြားဖြန့်ကကျွန်တော်တို့တော်ယုံရာဇမှုမဟုတ်ဘူးပြเนาะ translation နဲ့ crime နေစည်းမချာရာဇဝတ်မှုအမျိုးအစားပေါ့နော်နေစည်းမချာရာဇဝတ်မှုအမျိုးအစားတွေဖြစ်တဲ့ကျွန်တော်တို့ human trafficking တို့နော်နောက် money laundering တို့ဒါတွေပေါ့နော်နောက်တော့ကကျွန်တော်တို့ cyber crime တို့ cyber ရာဇဝတ်မှုနောက်ငွေကြေးခေါ်ဝါချတာနောက်တော့ကလူကုန်ကူးတာဒါတွေပါဝင်နေပေါ့နော်အဲ့တော့တခုထူးခြားတာကဘာလဲဆိုတော့ဒီ SCSF မှာ CIA Border Line Agency မပါဘူး DOD ကာကွယ်ရေးဝန်ကြီးဌာနပေါ့နော် DOD ဆိုတော့ကာကွယ်ရေးဝန်ကြီးဌာနလို့ပြောလို့ရတယ်နော်မပါဘူးဒါပေမဲ့ဘယ်သူတွေပါလဲဆိုတော့ FBI ပါတယ် Federal ထောက်လှမ်းရေးအဖွဲ့ပါတယ်နောက်တစ်ခါ DOJ ပါတယ်နော် Department of Justice ပေါ့နော်တရားရေးဌာနပါတယ်သူတို့ကအဓိကဦးဆောင်တာပေါ့နော်အဲ့တော့သူတို့ကဦးဆောင်တဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လာနိုင်လဲဆိုတော့တရားဥပဒေအရအေးအယူအပြစ်ပေးဖို့အတွက် criminal prosecution လို့ခေါ်တဲ့တရားရေးအရာပေါ့နော်ဒါအရေးယူအပြစ်ပေးရမယ်ရည်ရချက်ရှင်းရှင်းလင်းလင်း ပါပြီးသားဖြစ်တယ်။ဒါကြောင့်ပဲအခုထိုင်းမှာကဘာဘာ team ဆိုပြီးတော့မှ American agent တွေရဲ့ထိုင်းရဲဌာနရဲ့ပြောရလို့ရှိရင် war room ပေါ့နော် war room ဆိုတော့စစ်စင်ရေးခန်းပါပေါ့နော်။အဲ့ဒီထဲမှာဒီအဲ့ဒီကိုစေလွတ်ပြီးတော့မှဒါအနီးကပူပေါင်းဆောင်ရွက်နေတဲ့အနေအထားတွေလည်းတွေ့တွေ့ရတယ်။အဲ့တော့ consa ကိုလုပ်သလိုမျိုး sample pressure ပေါ့နော်။အဲ့ဒီထပ်ပို့ပြီးတော့မှပြန်ထန်တယ်။သူကဟိုပြောရလို့ရှိရင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့အသွင်ဆောင်နေ။အဲ့ဒါဆိုလို့ရှိရင်ဒီရာဇဝတ်သားတွေပေါ့နော်အခု ။စောချစ်သူတို့ကျွန်တော်တို့ဒီမြမပြည်တွင်းမှာရှိနေတဲ့ယာစွစ်သားတွေကိုဝန်ဖမ်းဖို့ဖြစ်နိုင်ပါမလားဆိုတော့ဖြစ်နိုင်တယ်ဒါပေမဲ့ဒီအဖွဲ့နဲ့မဖြစ်သေးဘူး။တဆင့်တက်ရအောင်။တဆင့်တက်ဖို့လိုအပ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တွေမှာပြောတယ်။တခြားနိုင်ငံတွေထဲမှာဝင်ပြီးတော့မှဖမ်းတာတွေရှိတယ်။ဒါပေမဲ့အဲ့ဒါတွေကဘယ်လိုပုံစံမျိုးနဲ့လုပ်ခဲ့တာလဲဆိုတော့ combat operation ပေါ့နော်။ combat operation ဆိုတာကအရင်တော့ CIA လုပ်တဲ့ဟာ CIA လုပ်တဲ့ အလေးထားပေါ့နော်အဲတဘောကတော့သူကဘာလဲဆိုရင် CIA ကဘာလို့လို့တာဝန်ခံစရာမလိုဘူးသမရဖွင့်ပြချက်နဲ့လုပ်တယ်သမရနှုတ်နှုတ်တိုက်ပေါ့နော်နှုတ်တိုက်ဖွင့်ပြချက်နဲ့လုပ်တာဒါအရင်တော့ CIA ကအဲ့လိုလုပ်ခဲ့တာရှိတယ်ဒါကြောင့်နိုင်ငံတကာအဲတခြားနိုင်ငံတွေနိုင်ငံတွေထဲမှာဝင်ပြီးတော့မှတရားခံကိုဖမ်းဆီးတဲ့ကိစ္စတွေရှိတယ်နောက်ပိုင်းမှာ1984နောက်ပိုင်းမှာဒီအမေရိကန်လွှတ်တော်ရဲ့တင်းကျပ်တဲ့ဥပဒေတွေလုံလာတယ်အဲ့ဒီမှာသူကဘာလိုအပ်လာလဲဆိုတော့တဆင့် presidential fighting လို့ခေါ်တယ်။တမရတမရကစာနဲ့ရေးပြီးတော့မှစာခွင့်ပြုချက်ပေါ့နော်။ခွင့်ပြုချက်မရှိဘဲနဲ့ CIA ကချက်ချင်းလုံဆောင်ဖို့မလွယ်ဘူး။အဲ့တော့လုံးမယ်ဆိုလို့ရှိရင်အမေရိကန်ကဝင်ဖမ်းမယ်လို့ဆုံးဖြတ်ချက်ချထားပြီးလို့ရှိရင်တော့ not sent တယ်။အဲ့လိုဝင်မဖမ်းဘူး။တခြားကျွန်တော်တို့ပေါ့နော်။ indirect indirect ပုံစံမျိုးတွယ်ဝိုက်ပြီးတော့မှအဲဖမ်းဆီးတဲ့ပုံစံမျိုးနဲ့တွားမယ်ဆိုလို့ရှိရင်အခုပြောတယ် SASF နဲ့ဆက်သွားနိုင်မယ်။ မဟုတ်ဘူးဒီပုံစံတိုင်းသွားလို့မရဘူးဘလို့မှဒါကြီးကအမြင်မပြတ်ဘူးလက်ရှိတာနိုင်ငံတွေကိုဒုက္ခပေးစေဖြစ်တယ်အဲ့တော့မရတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာ presidential fighting လို့ခေါ်တဲ့တမရရဲ့ခွင့်ပြုချက်နဲ့နော် CIA ကနေတော့ထောက်ရှောက်ဝင်ပြီးတော့မှဝင်ဖမ်းတဲ့ကိစ္စမျိုးတွေအထိလောက်လာနိုင်တယ်ပေါ့နော်ဒါတဆင့်တက်တာပေါ့နော်လက်ရှိအခြေအနေကတော့အဲ့လိုအခြေအနေမျိုးထိမရှိသေးဘူးဒါပေမဲ့ဖမ်းတာတော့ဖမ်းပါဖမ်းတာတော့ဖမ်းပါ ဝင်ဖန်းတဲ့ပုံစံမျိုးမလုပ်ဘဲနဲ့ရောက်အောင်ဒီတရားခန်းတွေကိုဆွဲပြောင်းရယူတဲ့ပုံစံမျိုးနဲ့ရောက်အောင်လုပ်နိုင်မယ်။အဲ့တော့အဓိကတော့ဘာလဲဆိုတော့ဒီလုပ်ငန်းစဉ်မှာဒီထိုင်းအာနာပိုင်ကြီးပေါ့နော်ဒီကျွန်တော်တို့ SCSF မှာထိုင်းအာနာပိုင်ကြီးနဲ့ပူးပေါင်းမယ်။တွေ white တဲ့လူဖန်းပွဲပေါ့ဗျာနော် indirect capture ပေါ့အဲ့ပုံစံမျိုးနဲ့တွားဖို့အလောလောဆယ်မှာဒါအဖြစ်နိုင်ဆုံးအခြေအနေပေါ့နော်ရှင်းနိုင်တဲ့အခြေအနေကျွန်တော်ပြီးခဲ့တဲ့ video file မှာကျွန်တော်ပြောသလိုပြော financial sanction တို့ပါလို့ပေါ့เนาะ OFAC ကဒါပိုင်ဆိုင်မှုထိန်းချုပ်တာတို့ပါလို့ဒါတွေကအရင်စလုပ်ပါပဲเนาะ နောက်တစ်ခါဒီ telecom control လို့နော်ဒါဒါမျိုးတွေထိန်းချုပ်မယ်ရှေ့ပုဂ္ဂိုလ်နေရာမျိုးပေးထားတဲ့လျှက်စစ်တို့ internet တို့အိုက်ကွန်ရက်တွေကိုထိုင်းဘက်ကဖြတ်တောက်မယ်ရက်တက်မယ်ဒါမျိုးပေါ့ပြီးလို့ရှိရင်ထိုင်းနိုင်ငံထဲမှာခိုလုံနေတဲ့သူတွေကိုအဲဆွဲပြောင်းမယ်ပေါ့နော်ထိုင်းနိုင်ငံမှာခိုလုံနေတဲ့လူတွေကိုအဖမ်းပြီးတော့မှကြားဖြန့်ကောင်းစားတွေပေါ့နော်တရားစွပ်စွပ်ဖို့အတွက်ဒါအမေရိကန်ကိုလွှဲပြောင်းတဲ့ကိစ္စတွေတုံးဖို့ကျွန်တော်တို့တရုတ်တို့ဘာလို့ပေါ့နော်တရုတ်နဲ့ပတ်သက်တဲ့တရုတ်ကိုလွှဲပြောင်းတဲ့ကိစ္စတွေဒါမျိုးတွေလုံနိုင်တယ် နောက်တစ်ခုထိုင်းနိုင်ငံအတွင်းမှာနေနေတဲ့သူတို့ ਨੇ ပတ်သက်တဲ့သူတွေကိုဖိအားပေးနိုင်တယ်။ဒါတစ်ချက်ပေါ့နော်။အဲ့တော့ပြည်တွင်းပြည်တွင်းအခြေအနေလည်းအများကြီးရှိနေတယ်နော်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့မဖြစ်မနေစဉ်းစားမှာမင်းအောင်နိုင်ပါလို့လည်းအပေါ်ကောင်းစင်နဲ့ပြန်ဆက်ဆက်ရရင်အခုဂျာပန်ကိစ္စကိုအမေရိကန်ကစပြီးကင်တွယ်လာတဲ့အချိန်မှာတရုတ်ရဲ့လှုပ်ရှားမှုကလည်းပုံပြီးပြင်းထန်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကလည်းသူ့ဇလန်သူ့မနိုင်တော့ဘူး။ သူသူဇာလန်သူခင်းထားတဲ့ဇာလန်သူမနိုင်တဲ့ရလက်ပဲเนาะအရင်တော့ဒီဂျာပန်စင်တာတွေကဒါတရုတ်ပြည်ရဲ့တရုတ်ပြည်ထဲမှာလူလိမ်တွေအများကြီးပြာเนาะအဲ့တော့တရုတ်ပြည်တွင်းမှာကဒီအင်တာနက်ထိန်းချုပ်မှုကဒါကြီးအောင်เนาะအဲ့တော့ထိန်းချုပ်မှုတင်းကျပ်တဲ့အတွက်ကြောင့်မလို့ဘယ်တွေရောက်ကုန်လဲဆိုတော့ကျွန်တော်တို့အဲမြန်မာနယ်စပ်တွေပေါ့လက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းနေနောက်တစ်ခါစသဖြင့်ကျွန်တော်တို့ကမ်ဘောဒီးယားတို့လာအိုတို့အဲ့ဘက်တွေကိုရောက်ကုန်နေနယ်စပ်တွေပေါ့เนาะအဲ့ဒီကနေမှတဆင့်ဒီဒေသန္တရ အဲရာရှိတွေကအစိုးရတွေကပါဝင်ပတ်သက်ပြီးတော့မှအဒီကိစ္စတွေကြီးထွားလာတယ်ဒါကိုတရုတ်ကမျက်ဝယ်ပြုထားတယ်ပေါ်ပေါ်ဆဆနေတယ်ဘာလို့ပေါ်ပေါ်ဆဆနေလဲဆိုတော့ तू ဟာလဲတမင်ကိုလောက်တာဒီနိုင်ငံတွေမှာဒီလိုဖြစ်နေပါစေဆိုပြောမှာဒါမှ तू ဟာဒီနိုင်ငံတွေရှိရ तू ဟာအနိုင်ကျင့်ကြံနိုင်ကြံလို့ကျင့်လို့ရမှာအဲ့ဒီနိုင်ငံတွေ तू ပါဝင်တဲ့နိုင်ငံတွေပြက်စီးလေတွေ तू ဟာအမျက်ထုတ်လို့ကောင်းလေတွေပဲအဲ့တော့အခုကျတော့ဘာဖြစ်လာလဲဆိုတော့အမေရိကန်ကဒီကကျွန်တော်တို့ဒီ SASF ကိုဖွဲ့လိုက်တဲ့အချိန်မှာ ဖွဲ့တာတော့မရွေးရွေးဖွဲ့တာမဟုတ်ထိုင်းထဲမှာဝင်ပြီးတော့မှထိုင်တာဟမ်ထိုင်းထဲမှာဝင်ထိုင်ပြီးတော့မှဝါရုံထဲမှာเนาะထိုင်ပြီးတော့မှအလုပ်လုပ်ပြီးဆိုတော့ဒါတရုတ်အတွက်ကြီးမားတဲ့လုံးဝ political challenge ဆိုရင်တကယ်ကိုနိုင်ငံရေးစိန်ခေါ်မှုပဲအဲ့တော့သူကလုံးမှုမရယူလို့မရတော့အဲ့တော့တရုတ်ကအခုဘာပြန်လုပ်ရလဲဆိုတော့အမေရိကန်တဲ့ပူပြီးမြန်မြန်ဆန်ဆန်ပူထိရောက်တဲ့ နှိမ်နှင်းမှုရန်တရားတွေကိုသူပေါ်ဆောင်ဖို့အတွက်ဘာထားလုပ်လာလဲမဲခေါင်နိုင်ငံတွေနဲ့သူအစည်းအဝေးထပ်ခေါ်တယ်သဘောတူညီချက်21ချက်သူချုပ်ဆိုတယ်လို့ပြောတယ်သဘောတူညီခဲ့တယ်လို့ပြောတယ်အဲ့ဒီမှာဘာတွေရှိမလဲဆိုတော့ share database တွေเนาะအချက်အလက်တွေမျှဝေရရှိမယ်နောက် cyber liaison office ပေါ့เนาะဒီ cyber ဆက်သွယ်ရေးအရာရှိတွေဒါတွေကိုခန့်အပ်မယ်ပေါ့เนาะနောက် tougher telecom control ဒါတွေလုပ်မယ်เนาะ telecom telecom ထိန်းချုပ်မှုတွေเนาะတင်းတင်းကြပ်ကြပ်လုပ်မယ်ဆိုပြီးတော့သူတို့သဘောတူညီတယ် အဲ့ဒီလုပ်ငန်းစဉ်တွေကိုတရုတ်ကသူ့ရဲ့ဘိုလ်ချုပ်ကံမျိုးကသူ့ပါပါကိုသူသုံးပြီးတော့မှဒါအမြင့်ဖြတ်နေနေဖို့အတွက်ရည်ရွယ်တယ်လို့တော့ပြောလို့ရတာပေါ့နော်အဲ့တော့အခုလိုဖြစ်လာတာကိုကြည်ချင်းအားဖြင့်ဘာသွားတွေ့ရလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကပြောရလို့ရှင်ဟိုပေါ့ foreign state လို့ပြောလို့ရတာပေါ့နော်ချွတ်ချုံကြတယ်ချွတ်ချုံကြတဲ့နိုင်ငံပြိပခတွေကြောင့်နိုင်ငံရေးပါဝါချွတ်ချုံကြနေတဲ့နိုင်ငံပေါ့နော် ဲ့ဒီလိုအခြေအနေမျိုးမှာဒီပါဝါကြီးနှစ်ခုပေါ့နော်ပါဝါကြီးနှစ်ခုကြားမှာအတုံးချကန်အခြေအနေမျိုးရောက်လာတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲ့တော့ပြောရလို့ရှိရင်တော့အမေရိကန်ကဒီလိုမြန်မြန်ဆန်ဆန်ကြီးအဲထိုင်းမှာဝင်ထိုင်ပြီးတော့မှဒီကိစ္စကိုနှိမ်နှင်းမယ်ဆိုတော့တရုတ်အနေနဲ့ဒါတော်တော်လေးကိုတုံ့လုပ်တဲ့သဘောရှိပါတယ်ဒါကြောင့်အဲသူကလက်အမှုရယူဖို့အတွက်မဲခေါင်နိုင်ငံတွေကိုခေါ်ပြီးတော့မှဒီချက်လက်တွေသဘောတူပြီးတော့မှဒါတတ်တုတ်ရိုက်ပေါ့နော်နှိမ်နှင်းမဲ့သဘောမျိုးရှိပါတယ် ဲ့တော့မင်းအောင်နိုင်ကတော်တော်ကြက်တဲသွားပြီဗျာနော်တော်တော်တော့ကြက်တဲသွားတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ခွန်စာကမွေးစင်ဝတ်တစ်မျိုးလေးကိုရောင်းဝယ်တယ်ဂုံတင်အခုကအဲ့လိုမဟုတ်ဘူးအခုကလူကုန်ကူးမှုတွေငွေကြီးခွာချမှုတွေနောက်လူသားမျိုးတွေပေါ်ဆိုးဆိုးရွာရွာထိခိုက်စေတဲ့ရာဇဝတ်မှုတွေဒါတွေပါဝင်ပတ်သက်နေရနောက်တစ်ခုကလက်ရှိတရားခံတွေကို OFAC ရဲ့ငွေကြေးပိတ်ဆို့မှုတတ်တက်ပဲလောက်တာမဟုတ်ဘူးအဲ့တော့ DOG ကနေတဆင်ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုမှုပေါ့နော် criminal prosecution ဒါတွေကိုလှုပ်ဆောင်တော့မှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိတရားခံတွေကို TOC အဖြစ်သတ်မှတ်ခြင်းခံလိုက်ရတဲ့အတွက်အမေရိကန်ရဲ့ထောက်လန်းရေးနောက်တစ်ခါဥရေရေးကစွမ်းအင်ကိုအသုံးပြုပြီးတော့မှသူတို့ကိုဖမ်းဆီးဖို့အတွက်ပို့ပြီးတော့မှလွယ်ကူသွားတယ်။နောက်ကျွန်တော်တို့အခုပြီးခဲ့တဲ့ရက်ပိုင်းကပဲစောချစ်သူနဲ့ဒါစီးပွားရေးပူရဲတူဆောင်လာတဲ့နော်ရှက်ချီချန်းရှက်ချီချန်းကိုလည်းတရုတ်ကိုလွှဲပြောင်းပေးလိုက်ပြီ။အဲ့တော့တရုတ်ရဲ့ဖီအားကလည်းအကြမ်းဖက်စစ်ကောင်စီပေါ်မှာ အလွန်ကြီးကြီးမားမားရှိနေပါတယ်နော်အဲ့တော့အကြမ်းဖက်စစ်ကောင်စီကခွန်စာတုံးကလုံမျိုးအမေရိကန်ကိုရောတရုတ်ကိုရောသူ့မှာငင်းပယ်ဖို့လုံးဝအင်အားမရှိပါဘူးနော်ဘလို့မှအင်အားမရှိပါဘူးနောက်တစ်ခုကပါလဲဆိုတော့ဒီကြမ်းဖက်ပြဿနာကဘာဖြစ်လာလဲဆိုတော့ဒီရှေ့တောင်အာရှမှာတရုတ်နဲ့အမေရိကန်ရဲ့ political power play နိုင်ငံရေးအပြိုင်မှုကိုတဖြည်းဖြည်းနဲ့ပေါ်ဆောင်လာတဲ့အနေအထားမျိုးကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော်တရုတ်ကသူ့ရဲ့ကောင်းဆောင်မှုကိုပြသပြီးတော့မှနေမြေအတွင်းမှာ သူကလွှမ်းမိုးဖို့ကြိုးစားမယ်။အမေရိကန်ကဥရီဆူမိုးရေးကိုအကြောင်းပြပြီးတော့မှဒေတာရင်းတရုတ်ရဲ့ဩဇာအာဏာကိုချိန်ဝင်ရှာဖို့ညှိဖို့ဒါခြေကိုယူတယ်။အဲ့တော့အခြေအနေကတော့ရှုပ်ထွေးလာတဲ့အခြေအနေမျိုးတော့တွတ်တွေ့ရတယ်ပေါ့နော်။အဲ့တေးကြတာတစ်ခုကတော့နောက်ဆုံးမှဒီကောင်တွေကိုကျွန်တော်တို့ခွန်စာတုံးကလိုမျိုးလုံးဝအကာအကွယ်ပေးလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့မင်းအောင်နိုင်သည်တရုတ်ကအမေရိကန်ရောနှစ်ခုလုံးရဲ့ဖီယာရှိနေပါတယ်เนาะအဲ့တော့အကြမ်းဖက် စစ်ကောင်ဆောင်မင်းအောင်နိုင်အနေနဲ့ဒီအကြက်တဲကိုဘယ်လိုဆက်ကင်တွင်မလဲနော်အခုကြားပြန်ကောင်ဆောင်တွေကိုဘယ်လိုထိုးကျွေးမလဲနော်လက်ရှိ DKBA တို့အာဆော့ချစ်သူတို့နော်သူတို့အဖွဲ့ရဲ့အားကိုးရာဖြစ်တဲ့ကြားဖြန့်စီးပွားရေးပြိုလဲတဲ့အခါသူတို့အနာဂတ်ဘယ်လိုဖြစ်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အခြေအနေမျိုးရှိတယ်။ဒါပေမဲ့သိကြတာတခုကတော့ခွန်စာရဲ့ဇက်သိမ်းမျိုးဟာအခုကြားဖြန့်ကောင်းဆောင်တွေအတွက်လုံးဝဖြစ်နိုင်ခြေမရှိတော့ဘူးဆိုတာတော့သိကြတယ်။ဒါလေးကိုပြောချင်ပါတယ်။ ကြောက်တဲ့ဆောင်မဒီနေ့တော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပါ